အားလုံးမင်္ဂလာပါဗျာဖော်ကလေးနေပညာနဲ့ပြန်လာကြစုပါရယ်ဗျာကျွန်တော်ဒီနေ့မှတော့ဖုန်းလေးနော်ဖုန်းလေးအတွင်းပိုင်းလေးမှာဘာတွေရှိတယ်ဘာတွေ ਨੇ တိဆောက်ထားတယ်ဘလို့ဖွဲ့စီထားလဲဆိုတော့မိတ်ဆွေများကိုကျွန်တော်ခေါ်ပြမှာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေများလည်းဒီဗီဒီယိုကြည့်ပြီးလို့ရှိရင်ဟောဖုန်းရဲ့အတွင်းထဲမှာဘာတွေရှိတယ်ဘယ်နေရာမှာဘာတွေရှိတယ်ဆိုတော့မိတ်ဆွေများလည်းသိရှိသွားမှာဖြစ်ပါတယ်ဗျာโอเคဖုန်းအကြောင်းစိတ်ဝင်စားတဲ့မိတ်ဆွေများပဲဖြစ်ဖြစ်ဖုန်းစားပွဲဝန်ထမ်းပါတဲ့မိတ်ဆွေများပဲဖြစ်ဖြစ်ဒီဗီဒီယိုကအထောက်အကူတစ်ခုဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်โอเคအဲ့ဆိုကျွန်တော်တို့ဖုန်းတွေကဟိုအစင်အစင်ဆက်ပေါ့နော်တစ်စိတ်မြင်တစ်စိတ်ကျွန်တော်တို့တွေ မော်ဥစားမော်ဒယ်တွေမြင်လာခဲ့တယ် upgrade တွေဖြစ်လာခဲ့တယ်အရင်ဆုံးပထမဆုံးကျွန်တော်တို့ဒီဒီဖုန်းလေးနဲ့ဒီဖုန်းနဲ့အရင်စပြောမယ်ဒါဆိုရင်ရှေ့ရှေ့တုန်းကကြာခဲ့ပြီဖြစ်တယ် Huawei ဖုန်းတုံး Huawei ဖုန်းတုံးဆိုလို့ရှိရင်အားလုံးသိမှာပါနောက်ဖုန်းခွာတယ်ပြီးလို့ရှိရင်သူ့တက်ခဲလေးဖြုတ်တယ်ဖြုတ်ပြီးဒီမှာနက်တွေအားလုံးရှိတယ်အဲ့နက်တွေအားလုံးကျွန်တော်တို့ရေတစ်ချက်လောက်ဖြုတ်တယ်အဖြုတ်ပြီးဆိုလို့ရှိရင်ဒီလိုခုံလေးခွာလိုက်တယ်ငါခွာခွာလိုက်လို့ရှိရင်ဒီမှာအရန်အရန်ရန်ရိုးရှင်းတယ်ဒီမှာသူ့ဒီမှာလည်းအပေါင်းအနှုတ်ဆိုပြီးဒီမှာဒီမှာသူ supply နဲ့ညံ့ဖို့အတွက်အပေါင်းနှုတ်လေးတော့သူပါ Okay အဲ့လိုမျိုးလေးပါတယ် ပြီးလို့ရှိရင်ဒီမှာတော့သူဒီမှာရွှေရှင်းနေဒါတော့မှန်တက်တဲ့အတိုင်းဒါတော့ကျွန်တော်ဒီ test တက်တဲ့အတိုင်းအဲကျွန်တော်ဒီဒီ ACD ရဲ့တက်အလုတ်တက်လုတ်လုတ်တယ်ပေါ့လေ Okay ဒါတော့ power key အားလုံးအလုံးဒီမှာတူတူတယ်သူရဲ့ camera ဒီနားလေးမှာရှိတယ်သူရဲ့ဆက်ပြရတော့ဒီဒီတိုင်းလေးပဲအဲဒါဒါသူရဲ့ဒါသူရဲ့တီတိဆောက်ပုံပဲဒါပဲဒီကဒီကခွာလိုက်လို့ရှိရင်ဒါသူရဲ့သူရဲ့ဆက်ပြဒီမှာသူရဲ့ ဗမ်ရီတာရှိမယ်သူမအပေါ်မှာ ear ear speaker ပေါ့နော်ဖုန်းပြောရင်ကြားတဲ့ကြားတဲ့ speaker ရှိမယ်သူရဲ့ဒီဟိုဟာတခြင်းဖွင့်တဲ့ speaker တော့ဒီမှာဒီမှာတခါတည်းပါပါသွားတယ် okay ဒါအရင်တော့တိဆောက်ပုံဒီဇိုင်းအဲ့လိုပဲနဲနဲနဲ agree မြင်မြင်ဒါတော့ Sony လေးပေါ့နော်အဲ့တော့ဖြည်းဖြည်းနဲ့သူ agree နဲ့မြင်မြင်နဲ့နည်းနည်းလေးဒီမှာသူ့ phone ဒီကောက်ဒီလို design ဖြစ်တာတဲ့ fingerprint မှာပါလာတဲ့ဒီကောင်လေးကိုဒါတော့အပူပိစားမလို့ဒီထဲခွာလို့ရတယ်နဲ့ခွာလိုက်မယ်ဒီမှာ fingerprint ကြိုးတွေပါပါလာတယ် โอเคပြီးလို့ရှိရင်တော့ဒီမှာသူ့ရဲ့တကယ်ပုံစံပြောင်းသွားတယ်တကယ်ပုံစံခုနောက်ပိုင်းအားလုံးဒီပုံစံပဲများတယ်သူ့ရဲ့တကယ်လေးကိုဖြုတ်လိုက်မယ်โอเคတကယ်ဖြုတ်လို့မဲ့ဆိုရင်ဒါတော့သူ့ရဲ့မှန်ကြိုးပေါ့နော်။ Okay မာတူရဲ့မှန်ကြိုး။သူကြတော့ test score တွေပါမလာတော့ဘူး။မှန် test score တခါတည်းအလုပ်လုပ်ဖို့ကျူတချောင်းနဲ့ပဲထုတ်ပစ်လိုက်တယ်။မဟုတ်လား။သူကမှန်ကြိုးတခါတည်းဒီအလုပ်လုပ်ဖို့အတွက်တခါတည်းထုတ်ပစ်လိုက်တယ်။ဒီမှာပေါ့နော်ကျွန်တော်ချက်ပြပေးမယ်။အဲကျွန်တော်ခုခုခုပုံစံပေါ့။အဲသူတက်တခါတည်းပဲ တခါတည်းသူတခါတည်းအလုပ်လုပ်ဖို့အတွက်သူမှတခါတည်းဒီမှာတက်ကျိုးနဲ့မှန်တဲ့တခါတည်းဆက်ပစ်လိုက်တယ်။ Okay အဲ့ဒီလိုမျိုးပြောင်းလဲမှုလေးလေးရှိလာတယ်။သူ့ရဲ့သူ့ရဲ့ကင်မရာမီကာပစ္စည်းတွေလည်းများလာတယ်။မီကာပစ္စည်းတွေကောင်းလာတယ်။သူတုံထားတဲ့ IC တွေအဲကျွန်တော်တို့ software gift တွေအဲသူတို့ run တွေ run တွေအကောင့်တွေဒီတဲ့ upgrade တွေမြင်ပြီးတုံးလာတယ်။ဒီလိုမျိုးကြိုးရဆိုလို့ရှိရင်လည်းဒါဆိုဖုန်းလိုင်းကြိုးလေးယူတဲ့ 4G 5G စနစ်တွေနောက်ပိုင်းထည့်ပြီးလာတယ်။ Okay သူတို့ဖြည်းဖြည်းနဲ့ပြောင်းလဲလာခဲ့တယ်ပေါ့နော်။အဲနောက်တော့ကျွန်တော်တို့အဲလက် ဒီရောက်လာတယ်ခုခုနောက်တော့မြောက်ဖုန်းလိုက်ကြတော့ခုလိုမျိုးဒီဟာလေးကိုဒီကခေါ်လို့မရဘူးအပူပေးပြီးခွာရတယ်โอเคဒါလေးကိုအပူပေးပြီးတစ်ချက်ခွာရတယ်ခွာပြီးဒီမှာနက်လေးတွေရှိတယ်တို့ကြတော့အပေါ်ချမ်းနေတယ်ဒါလေးကိုဖြုတ်လိုက်တယ်အဲဖြုတ်ပြီးလို့ရှိရင်တော့အောက်မှာစပီကာရှိတယ်ဒါတော့သူစပီကာချမ်းမကောင်းရင်ဒါလေးဖြုတ်လေလို့ရတယ်အဲပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီတမရှိတယ်အာဒါတော့အလုံးတိတိဖြစ်တဲ့သူရဲ့ဗိုင်ဘရေတာပုံတော့ဗိုင်ဘရေတာရှိမယ် โอเคဒီမှာသူ့ပါမီတာဒါတော့အားလုံးသိတဲ့အတိုင်းပဲဖုန်းလိုင်းဂျိုလေးဖြစ်ပါတယ်မှန်နော်သူရဲ့ဖုန်းလိုင်းဂျိုလေးအဲဖုန်းလိုင်းဂျိုလေးလိုင်းနေပိုင်မကောင်းလိုင်းမမီဆိုရင်ဒီကောင်လေးအစ်စ်လေးပြလို့ရလဲအထိုင်ကြမ်းပကြလေးတစ်ချက်စစ်စစ်ပြလို့ရတယ်ဒါတော့အပေါ်နဲ့အောက်နဲ့ဆက်တဲ့ခါကျူတဲ့သူ့ရဲ့ပထရီပေါ့နော်ပထရီလေးချက်ဖြုတ်လိုက်မယ်ပထရီမှာလည်းသူ့သူ့သူ့မော်ဒယ်နံပါတ်သူပါတယ်ဒါဆိုရင် B 903J သူ့မော်ဒယ်သူ့မော်ဒယ်နံပါတ်နဲ့သူ့သူ့ပထရီတဲ့သူပြန်ထည့်ပေးရတယ် โอเคဒါကြောင့်မို့ဒီကဲလို့ဒီဖတီဒီဖတီကိုဝယ်ခြင်းဒီဖုန်း model အတိုင်းပြောဝယ်လို့ရတယ်လို့ဒီမှာပါတဲ့ model ဒီ number လေးကိုပြောဝယ်ရင်လည်းရပါတယ်เนาะပူပူတိကြတာဒီ number ကိုပြောဝယ်ရင်ပူတိကြပါတယ်โอเคဒါဆိုရင်သူ့တက်ခဲ့တွေဒီလိုမျိုး call တွေနဲ့အောက်မှာကျွန်တော်တွေကက်ကတ်ထားတာကိုတွေ့ရတယ်ဒါလေးတွေကိုတစ်ချက်လောက်ဆွဲထုတ်လိုက်မယ်โอเคဆိုတော့ကျွန်တော်ခုနပြောလို့ပဲသူကအပေါ်နဲ့အောက်နဲ့ဆက်ပြတဲ့ခါကြိုးပါလာပြီပေါ့เนาะပါလာပြီဆိုတော့သူကဒီမှာဒီမှာဒီမှာအောက်မှာ အာသွင်းနဲ့အဲခေါင်းတွေအာသွင်းနဲ့ခေါင်းတွေပါတိုက်တိုက်စီပါတယ်အဲ့လိုတက်တိုက်စီဒီပေါ်နော်ခုနောက်ပိုင်းတော့တိုက်စီပဲများတယ်ဒီလိုတိုက်စီကြိုးတွေပြောင်းလာတယ်ပြီးတော့အောက်အောက်ချမ်းတွေပါရင်ဟိုဒီမကောင်းအာသွင်းလို့မရအောင်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲဒီခေါင်းလေးလေးအစ်စ်လဲလိုက်ရုံပဲအဲဒီထဲမှာဘာတွေပါလဲဆိုတော့ဒီမှာဒီမှာတက်လိုက်တဲ့ကျွန်တော်ရဲ့ line ထိုင်ပါမယ်ပြီးတော့ mice ပါမယ်မိုက် mice ပါတယ်ပြီးတော့ speaker အထိုင်ပါမယ် speaker အပေါ်ကနေပြီးတော့ကျွန်တော်တို့ဒီမှာဒီမှာလာထိတယ် ဟေးဒီမှာဒီကြီးလေးချောင်းလေးနဲ့ဒီမှာလေးချောင်းနဲ့ဒီမှာလေးချောင်းနဲ့ဒီမှာလာထိပြီးတော့စပီကာအလုတ်လုတ်တယ်ပေါ့နော်ဒါပေမဲ့စပီကာမကြောက်ဆိုလို့ရှိရင်ဒါလေးလဲလို့ရတယ်လို့ဒါကိုလည်းစစ်ပေးဖို့လိုပါတယ်ဗျာโอเคဒီမှာဆိုလို့ရှိရင်အာသွင်းနဲ့တိုက်စီရဲ့မိုက်ကဲဒီအပေါ်နောက်နဲ့ဆက်တဲ့ခါကြိုးထိုင်ရင်ဒီမှာဒီလမ်းကြိုးထိုင်ပါတယ်โอเคဒါဆိုရင်ဒီလေးလေးရှင်းမိတင်ပါတယ်ဗျာโอเคဒါလေးဒီပိုင်းတစ်ပိုင်းပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒါတော့သိပါတယ်เนาะဒါတော့ပပိုင်းနဲ့ဖြစ်တာပဲပါဝါကလုတ်ပါဝါကလုတ်ကတော့ဒီအပြင်ပိုင်းက power clock ရဲ့အတွင်းမှာ power ကြိုးလေးရဲ့ပါတယ် အတင်းပါဝါကျိုးလေးရကျွန်တော်တို့အထဲကိုအလုပ်လုပ်ပေးတယ်ဒီအပြင်ခလို့တော့အပြင်ခလို့တတ်တတ်ပေါ့နော်တချို့ဖုန်းတွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဒီမှာဆိုလို့ရှိရင်တော့သူပါဝါခလို့ကသူဘေးထဲမှာတတ်တတ်ပါသွားတယ်ပေါ့နော်အဲအခုလိုမော်ဒယ်ဆိုဘေးမှာတတ်တတ်ပါသွားတယ်အထဲမှာလည်းခလို့တတ်တတ်တစ်ခုရှိတယ်နော် Okay အဲ့ဒီမှာနော်အထဲမှာလည်းသူခလို့တတ်တတ်တစ်ခုရှိတယ်သူသူအဲ့တူကြတော့တခါတည်းဘေးလေးမှာခလုတ်လေးပါတယ်လို့အတွင်းထဲမှာသူ့ခလုတ်လေးပါတယ်။โอเคဒါဆိုခလုတ်ကြောင့်လည်းတိပိဆိုရင်အပေါင်းနောက်အဲ့ဆက်တဲ့ခါကြိုလေးတစ်ချက်လောက်ဖြုတ်လိုက်မယ်နော်ဒီမှာ။ အဲတခါကြလို့ရှိရင်ကျွန်တော်အာဝင်နေတယ်အဲကျွန်တော်အာဝင်နေတယ်ဆိုလို့ရှိရင်ဒီကောင်လေးလေးချိန်ပေးခြင်းအဖြစ်လဲအာဝင်မြင်တာမျိုးလေးလို့ရတက်ပါတယ်โอเคဒီမှာလဲမစားကြမရှိများလေးပြပေးတာတော့โอเคဒါလဲခဏဖြုတ်လိုက်မပြဖြုတ်လိုက်ပြီးလို့ရှိရင်ဒီမှာအလုံးတိတိုင်းပဲကင်မရာကင်မရာမန်ဖုန်းနဲ့ကင်မရာလေးပဲဖြစ်ပါတယ်ဒီကောင်လေးတွေလည်းသူကနက်လေးနဲ့ဆုပ်ထားတာကိုလည်းတွေ့ရပါတယ်အားလုံးတစ်ခုချင်းစီ live ဖြုတ်ပေးဖို့လိုပါတယ်ဗျာနော်โอเค ါတူကင်မရာကိုဖုံးထားတဲ့အဖုံးလေးပေါ့ကင်မရာမကြည့်ဘူးဝါးဆိုရင်ဒီကောင်လေးလေးအစ်စ်လေလို့ရပါတယ်ဈေးလည်းမရှိလာပါဘူးโอเคဒါလေးခဏထားလိုက်မယ်ပြီးတော့ဒါအားလုံးတစ်တိုင်းပဲဒါတော့ main ဒါတော့ main main speaker တွေပေါ့နော်ဒီမှာလည်းသူရဲ့ selfie camera ပဲ camera ရှိပါတယ်။ဒီမှာကျွန်တော်ချက်ဖြုတ်ပြမယ်เนาะ။အားရင်ဆုံးနှက်လေးလေးပြအောင်ဖြုတ်လိုက်မယ်နော်။ Okay. Okay ဒါတော့ကျွန်တော်တွေဒီ โอเคဒါကတော့ကျွန်တော်စဉ်းစားဖြစ်ပါတယ်စဉ်းစားတွေဟိုဖုန်းဖုန်းလာလို့ရှိရင်ကျွန်တော်နန်းနက်ကတ်လို့ရှိရင်အော်တိုပိတ်သွားတယ်เนาะအဲ့တော့ထိုင်ကြလို့ရှိရင်နန်းနက်ကတ်တယ်လဲအော်တိုပိတ်ပြီးပြန်လုံးဝပြန်မပွင့်တာလို့အဲ့လိုပြဆိုလို့ရှိရင်တို့စဉ်းစားလေးလေးကျွန်တော်တန့်ရှင်းလို့ပြရတယ်တုံမုံအစ်စ်လဲပြရပါတယ်ဗျာโอเคဒါဆိုရင်ဒီကောင်လေးကိုကျွန်တော်တစ်ချက်လောက်ထုတ်ပြမယ်เนาะဝေးကျွန်တော်စင်ထရီတစ်ချက်ထုတ်လိုက်မယ်ထုတ်ပြီးတော့ဒီကောင်လေးကို သူရဖုန်းလိုင်းကြိုးလေး check ခွာထားလိုက်မယ်နော်ဒါဖုန်းလိုင်းကြိုးပါဒါဒါကကျွန်တော်ဒီကောင်တစ်ချောင်းပဲပိုင် 4G လို့ပြောလို့ရတယ်တစ်ချက်ဖုန်းလေးဆိုရင်နှစ်ချောင်းသုံးချောင်းပါတယ်ဒါဆိုလို့ရှိရင် 5G စနစ်မှာထည့်ပေးထားရပေါ့နော် okay ဒီကောင်လေးဒါတော့မှန်ဒါတော့မှန်ကြိုးပဲဖြစ်ပါတယ်ကျွန်တော်ခုနပြောလို့ပဲသူက test score LCD ရောနှစ်ခုတလုံးအလုပ်လုပ်ပေးတယ်ပေါ့နော်တစ်ခါတူတာဆိုအဲ့တော့အဲ့တော့ဒီကောင်လေးကိုတစ်ချက်လောက်ဖြုတ်လိုက်မယ်နော်မာဒီဒီကောင်လေးကိုတစ်ချက်ဖြုတ်မယ်ဆိုလို့ရှင်တယ်ခုနလေးပဲကျွန်တော်နှစ်လေးကောင်တစ်ချက်လိုက်ဖြုတ်လိုက်မယ်နော် okay ဒါဆိုရင်ကုံမီလာကုံမီလာโอเคကုံမီကုံမီဒီဒီတန်းလေးကိုကျွန်တော်ဖြုတ်လိုက်မယ်ဖြုတ်ပြီဆိုလို့ရှိရင်တော့အဒီအောင်လေးခဏထားမယ်ဖြုတ်ပြီဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်ခုနပြောလို့ပဲ ear speaker အပေါ်ကတစ်ဖက်ကဖုန်းပြောရင်ကိုယ့်ဘက်ကကြားဖို့အတွက်ဒီဒီ speaker လေးကိုအလုပ်လုပ်ပါတယ်ဒီ speaker လေးအတမကြောက်လို့ရှိရင်သူ့လည်းလဲလို့ရတယ်လို့သူ့ရဲ့အထိုင်လေးကိုလည်းချက်လောက်ကြည့်ပြဖို့လိုပါတယ်ဒါတော့ကျွန်တော်ခုနပြောတဲ့ power key cloud ရဲ့အထိုင်လေးပဲဖြစ်ပါတယ်ဒီမှာ power key ဒီအလုပ်လုပ်ပါတယ်ဒီကြားထဲမှာ power power key power cloud လေးတစ်ခုရှိသေးတယ် โอเคဒါဆိုရင်ဒီဘိုင်းကတော့အားလုံးသိပြီးထင်ပါတယ်အာကျွန်တော်တို့ပို့ပို့ရှင်းသွားအောင်လို့ကျွန်တော်ဒီမှာရှိတဲ့မှန်နေတဲ့ချက်ခွာပြမယ်နော်မှန်အောင်လို့ဒီမှာဒီကနေပြီးတော့သူကောလေးကတ်ထားတယ်အဲ့ဒါလေးကိုကျွန်တော်အပူလေးပေးလိုက်မယ်အပူလေးပေးတယ်ဖြစ်ဖြစ်လုံးဝမကောင်းလို့ဆွဲခွာလို့ရတယ်ဒီမှာနော်အဲဒါတော့ဒီတန်းလေးပဲဖြစ်ပါတယ်အဲဒီဒီတန်းလေးပဲဖြစ်တယ်ဒါဒါဆိုလို့ရှင်ဒီမှန်ပိုင်းနဲ့ဒီ body ပိုင်းနဲ့အားလုံးသိပြီးထင်ပါတယ်ခါကြလို့ရှိရင်ကျွန်တော်ထုချလိုက်လို့ body ပိုင်းကောက်သွားရင်ဒါလေးကို whip လိုက်ပြီးတော့ body အစ်စ်တွေပိုင်းကောက်ချင်းလိုက်လို့ရပါတယ်โอเคဒါဆိုဒါဆိုလို့ရှိရင် ီဘိုင်းအောင်เนาะအားလုံးတိပြီးထင်ပါတယ်။ Okay. Okay ဒါဆိုဒီဘိုင်းတိပြီးဆိုလို့ရှိရင်ကျွန်တော်ဒီကောင်လေးကိုတစ်ချက်လောက် session ပြပါမယ်။အော်ဒီကောင်လေးကကျွန်တော်ခုနပြောလို့ပဲဒီဒီကတော့ selfie camera ပေါ့เนาะဒါတော့ back back camera ပဲဖြစ်ပါတယ်။ဒါကတော့ main camera နှစ်ခုပေါ့เนาะ camera တွေပါတယ်။ဒီခါကျရင်ရမ်းမရအောင်ဆိုလို့ရှိရင်ကျွန်တော်ဒီထိုင်လေးတွေပေါ့เนาะထိုင်လေးပြပြုတ်ကြပြီးတော့ဒီလိုပဲချောင်းနေလား ဒါမှမဟုတ်ကျွန်တော်တို့ပြုတ်နေလားဆိုတာလေးကြည့်ပြဖို့လိုတယ်လုံးဝရုံးဝလိုက်ရိုက်လို့မရတော့ရင်ဝင်သွားပြီဆိုလို့ရှိရင်တော့ဒီတောင်ဒီကောင်လေးလေးကိုလဲပေးဖို့လိုပါတယ်ဒီကောင်လေးလေးကလွယ်တယ်ဒါလေးဝယ်လိုက်ပြီးတော့ဒါလေးကောက်တက်တက်လိုက်ရုံပဲဒါပဲသူကဖြုတ်ဖြုတ်တက်ကတော့ဖြုတ်တက်ကတော့ရန်ရန်လွယ်တယ်ဒါကတော့ main camera လို့ခေါ်ပြီးတော့ဒါကတော့ဆက်ပြီး camera back camera ပေါ့နော် okay အဲ့ဆိုလို့ရှိရင်ဖုန်းနဲ့ဖုန်းနဲ့မှာပါတဲ့ IC လေးတွေဒီမှာကျွန်တော်အခုဒီကလေးပြပြမယ်ဒါဆိုသူတန်ဖုန်းလေးနဲ့အုပ်ထားတယ်အာဒီဟာလေးတို့ဆိုလို့ရှိရင်ဒါဒီဆက်ကလုံးဝ တို့တွေမပြင်ရသေးဘူးကြီးမမပြင်သေးလို့ပြောပြောလေးရတယ်မတို့တန်ဖုန်းလေးရှိနေသေးတချို့ဖုန်းလေးဆိုရင်ဒီတန်ဖုန်းလေးလည်းမရှိတော့လုံးဝတတစားသေးခွပြင်တာပြီးတတော်ဆိုးရွားပြင်ထားတဲ့ဖုန်းလေးဆိုလို့ရှိရင်တော့ကျွန်တော်တို့နည်းနည်းလေးဆက်ပူတာတွေအဲဒါတွေပဲပြုပြင်ရတာမျိုးလေးခက်တတ်တယ် Okay ဒီကောင်လေးလွယ်ကျွန်တော်တို့ချက်လောက်ခွာကြည့်မယ်တချို့ကလည်းခွာခွာလို့ရတယ်နော်တချို့ကလည်းခွာလို့မရဘူး Okay Okay ဒါလေးကိုတစ်ချက်ခွာကြည့်မယ်အဲခွာကြည့်မယ်ဆိုလို့ရှိရင်ဒီမှာရှိတဲ့ IC အကြီးဖုန်းဘယ်ဖုန်းပြင်ပြီ IC အကြီးနှစ်နှလုံးအမြဲတမ်းပါတယ်ဘယ်ဖုန်းနေနေအဲကျွန်တော်တတိကောင်လေးတစ်ချက်ပြပါမယ် ီကောင်ဆိုလို့ရှိရင်လည်းဒီဒီဒီနားမှာမြင်နေပါတယ်နော်အဲ့တော့ကျွန်တော်တို့ဟိုတွက်နေသူဟိုထားတဲ့နေရာတော့အနေငယ်တော့ကွဲသေးမယ်ဒါပေမဲ့ပါလာချင်းအားလုံးကအတူတူပဲဒါဆိုရင် software IC EMC လို့ခေါ်တယ် EMC IC ကတော့ software တွေကိုထိန်းချုပ်ပေးတယ်ပေါ့နော် software တွေပြတ်တဲ့ခါတမျိုးမှာ EMC IC ကို software ရေးရေးပေးရတယ် အဲကျွန်တော်တို့ CPU ကတော့အလုံးတိပိတအလုံးကြောက်မယ်လို့ထင်ပါတယ်ဆက်တစ်ခုလုံးကိုယ်တော် control လုပ်နေတယ်မှာတကယ် main အနောက်ကခိုင်ကျုပ်ကျုပ်လို့ပြောလို့ရတာပေါ့နော် okay အဲ့သူ့ရဲ့ဘေးပတ်ပတ်လင်းမှာလဲဒီမှာ coin လေးလေး diamond လေးလေး capacitor လေးတွေ register လေးတွေနဲ့အလုံးပန့်ပိုးထားတယ်။ဒါကြလို့ရှိရင်တခုခုသူ့အသွားထိမယ်ဆိုလို့ရှိရင်ဒီကောင်လေးကဘေးကပြောမဆိုကိုကိုရန်တို့လို့ပြောမှာပေါ့နော်။သူကအရန်တားလေး။တခု power ic တို့ဒီဒီ ic တို့ထိမှာဆိုလို့ဘေးကနေပြီးတော့ကိုရန်တို့နဲ့ကားထားတာ။ဒါကြောင့်မို့ဒါကြလို့ရှိရင်ဒီကောင်လေးလုံးဝမထိပဲနဲ့ဘေးဟာလေးလေးလောင်သွားလာမျိုးကျွန်းသွားလာမျိုးဖြစ်တတ်ပါတယ်။အဲ့တော့ အားတွေအများကြီးနဲ့ဒီကောင်ဆိုလို့ရှိရင်ဟိုမှာတချို့ဆိုလို့ရှိရင်60 60ခန်းလောက်လို့အာစပြေဝက်တွေအများကြီးနဲ့ရှောက်သွင်းတယ်အဲ့လိုရှောက်သွင်းတဲ့အချိန်တွေမျိုးမှာသူ့ကိုတတ်မှတ်ထားတဲ့ဝက်တွေဆိုတာရှိတယ်အဲ့တတ်မှတ်ထားတဲ့ဝက်တွေနဲ့ကြော်လုံးမင်းတွဲလိုက်မယ်ဆိုလို့ရှိရင်သူကအဲ့လိုမျိုးဒီကောင်လေးလောင်တက်ပါတယ်သူ့လောင်မှာဆိုလို့ဘေးမှာသူ့ကိုကွင်းတော်နေနဲ့ကပ်ပစီတာလေးတွေဒိုင်ယုန်တွေရက်စတာလေးနဲ့ကာထားတယ်အဲ့ကာတော့အဲ့ကောင်လေးလောင်ကျွမ်းတက်ပါတယ်အဲ့ကောင်လေးလောင်ကျွမ်းပြီးရှော့ဖြစ်တယ်လို့ပါဝါမလာတော့အဲ့လိုမျိုးတွေဖြစ်တတ်တယ်ဒါဆိုလို့ရှိရင်အဲ့ကောင်လေးလေးကိုဖြုတ်ပြီးလဲလိုက်တာမျိုးဒါမှမဟုတ်သူ့ကိုဖြုတ်လိုက်တာမျိုးအဲ့အဲ့လိုမျိုးလေးလုပ်လို့ရပါတယ်ဒါတော့အလုံးတိတိုင်းပဲစင်း စင်းထိုင်ပေါ့နော်ဘာနော်စင်းထိုင်ပါအဲကျွန်တော်ရေးထားကြလို့ရှိရင် line တွေတက်ဖူးဆိုလို့ရှိရင်လည်းဒီကောင်လေးလေအဲကျွန်တော်နေခုနပြောတဲ့ phone line ကြိုးလေးတစ်ချက်စစ်မယ်စစ်လို့ single တွေလုံးဝမပုံးဆိုလို့ရှိရင်ဒီကောင်လေးအတက်လေးလို့ရပါတယ် okay okay ဒါဆိုလို့ရှိရင်ဒီကောင်ဒီဘိုင်းလေးလည်းတီးပြီအာတီးပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒါဒီဘက်ကအများဆုံးပါတဲ့အပေးပါတာပါသူအများဆုံးပါတဲ့ဒီဖုန်းတိုင်းမှာပါတဲ့ IC တဲ့ IC ပါမယ်ဆိုတော့ကင်မရာပါတဲ့အတွက်ကင်မရာ IC ပါမယ် ဲ့တော့ iPhone က Wi-Fi တော့မဟုတ် Wi-Fi NC ပါမယ်အတန်ပါတဲ့ Audio NC ပါမယ် Line ပါတဲ့အကြောင်းမို့ Line NC တွေပါမယ် PA လို့ခေါ်တယ်ပေါ့နော် Okay အဲ့လိုမျိုးလေးတွေပါမယ်ဒီ point လေးတွေကတော့ဒါသူ point လေးတွေချပေးတာပေါ့နော် ground တွေပါလေချဖို့အတွက်အဲတချို့ဆိုရင်ကျွန်တော်တို့ဒီကျွန်တော်တို့ service ခေါ်ရ correction mode လို့ဘာလို့ဒီလိုတွဲပြီးတော့ထောက်ဖို့အတွက်ဒီ point လေးလေးချပေးထားတယ်။ဒါကြောင့်လို့ရှိရင်ဒီမှာကျွန်တော်အပေါင်းတို့ချိတာမရှိရင်သူကအပေါင်းတို့ချိဖို့အတွက် point လေးလေးချပေးထားတယ်။ခဲပွက်လေးတို့ပြီးတော့ဘယ်လိုမျိုးလေးလေးလုပ်ပေးတာမျိုးလေးရှိပါလဲ။အဲ့တော့ဒီဒါဆိုလို့ရှိရင် IC ကြောင်းလဲအားလုံးသိပြီးထင်ပါတယ်နော် power IC audio IC wifi IC အဲတချို့ဆိုရင်အာကျွန်တော်တို့တွေအဲ ဟိုဟာတချို့တချို့ပါဆိုလို့ရှိရင်ဒီရာနဲ့ Bluetooth IC တက်တက်ပါလာမျိုးရှိရခုနောက်ပိုင်းတော့ Bluetooth IC နဲ့ Wi-Fi နဲ့တွဲတွဲပြလိုက်တော့ဒါကြောင့်မလို့ဖုန်းတွေမှာ Bluetooth မရရင် Wi-Fi နဲ့လုံးဝ auto မရတော့ပေါ့ Wi-Fi မရတဲ့ဖုန်းဆိုရင် Bluetooth မရတော့ပါဘူး IC တစ်လုံးနဲ့အလုပ်လုပ်လို့ပါအဲ့တော့တစ်လုံးပြန်နှစ်ခုလုံးပြတဲ့သဘောပေါ့နော် Okay အဲ့ဆိုလို့ရှိရင်ကဲကျွန်တော် message များဒီလောက်ဆိုလို့ရှိရင်ဖုန်းကြောင်းလေးလည်းအားလုံးပဲဒီအတွင်းမလေးလေးကာနာတိပြီးလို့ထင်ပါတယ်နောက်နောက်နောက်ပေါ်တွေမှာတော့ကျွန်တော်နောက်ဖုန်းတွေမှာတော့ဒီကျွန်တော်မော်ဒယ်မီဖုန်းလေးလေးကိုထပ်ပြီးတော့ကျွန်တော် တစားဒီခွာပြအောင်ပဲဗျမိတ်ဆွေများနဲ့ဘယ်ဖုန်းခွာပြစေချင်လဲဆိုတာလေးခွန်မမရေးခဲ့ပါဘယ်ဖုန်းကြည့်ချင်လဲဆိုတာခွန်မမရေးရေးခဲ့ပါဗျမိတ်ဆွေများနဲ့ဘာဖုန်းလေးကန်လဲဆိုတာခွန်မမရေးခဲ့ပါအောင်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျနောက်ပြီးတော့မှဆက်လက်တွေ့ပါအောင်မယ် Lion Square နေပြီးအားပေးပါအောင်ဗျ Like and subscribe, maybe I'll be out, yeah, yeah, yeah.